တကာတယောက်ကမေးလျှောက်လာလေးရှိပါတယ်ဗျသူကဗာမေးလျှောက်တာတုံးဆိုတော့ရှင်ဖျားတဲ့တပည့်တော်အရင်ကအရက်တွေတောက်ပါတယ်ဖျားတဲ့အခုလဲအနေချင်းတောက်ပါတယ်ဖျားတဲ့နေ့တရောက်လို့တဲ့ဖျားပြန်ရှိခိုးပါတယ်ကောင်းတာတွေလည်းနေချင်းလုံနိုင်တလောက်လုတ်တဲ့အခါတပည့်တော်ညစဉ်ညတိုင်းအိတ်မပြောပါဘူးဖျားတဲ့အဓိကမေးချင်တာကတော့အရက်မတောက်ခင်ဖျားရှိခိုးတာအပြစ်ဖြစ်ပါသလားလို့သူကဒါမေးထားတာဖြစ်ပါတယ် ။ဒါလေးမပြောခင်မှာအရက်သမိုင်းကြောင်းတစ်စီတစ်စောင်းလေးကိုပြောကြည့်အောင်ဗျ။အရက်ကဘယ်ကစတာလဲ။ဒါကတော့သူတာဆိုတဲ့မုတ်ဆိုးကြီးတယောက်ရှိတယ်။အဲ့ဒီသူတာမုတ်ဆိုးကြီးကသူ့ရဲ့ထုံးစံအတိုင်းပဲအိမဝန္တာတော်တဲ့ကိုထွက်အကောင်ဒီကိုပြစ်ပါတယ်။တဏီယာအယောက်မှာသူထူးခြားတာထူးဆန်းတာတခုသွားတွေ့တယ်။အဲ့ဒါကဘာလဲလို့ဆိုတော့တစ်ပင်ကြီးတစ်ပင်ဟာခက်မသုံးပြဖြာထွက်ပြီးတော့အဲ့ဒီတစ်ပင်ရဲ့အလယ်မှာစင်းအိုးကြီးတက်တာအာရေလောင်ကန်ကြီး တခုဖြစ်နေတာပေါ့ဗျာအဲ့ဒီရေတွေကိုတောက်လိုက်တဲ့ငက်တွေကြွက်တွေရှင့်တွေဟာအောက်ကိုပြုတ်ပြုတ်ကြတယ်သေပြီလားဆိုတော့လည်းမဟုတ်ဘူးအတန်ကြာတဲ့အခါမှာမြုပ်ထူးပြီးတော့မှပြန်သွားပြန်ရောတဲ့ဒါနဲ့ဒီထူးခြားတဲ့အဲဒီအပင်ကြီးကိုမြင်တော့ပဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာလည်းပဲပဝန်းကျင်မှာတလေးစပါးကင်းရှိတယ်။ဖန်ကားပင်တွေရှိတယ်။အဲရှိုရှားပင်တွေကလည်းပဲအဲ့ဒီအပင်ကြီးကိုနွယ်တက်ပြီးတော့မှနေတယ်တဲ့ အဲ့တက်ခွာကဘာဖြစ်လို့ရေတွေပြည့်နေလဲဆိုတော့မိုးရင်းကာလမှာမိုးရေရွာတဲ့အခါလောင်ထားတဲ့သဘောဖြစ်နေတာပေါ့ဗျာအဲ့ဒီအဲရေလောင်ထားတဲ့အထဲကိုဖန်ကားသီးတွေလည်းပြုတ်ကြမှာပေါ့အသီးတွေကလည်းပြုတ်ကြတယ်ပြီးကြတော့မြက်တွေကဇလေးစပားတွေကြီးကြီးလာပြီးတော့အဲ့ဒီတစ်ပင်ပေါ်မှာနားရင်းနဲ့အောက်ကိုပြုတ်ကြတယ်ဆိုတော့စိတ်မိသားပြတ်သွားတာပေါ့နွေရောက်လာတဲ့အခါမှာနွေရဲ့အပူချိန်ကြောင့်မို့ချက်ပြီးသားဖြစ်သွားတယ် ချက်ချက်လိုက်တော့အရက်ကနီမြန်းသွားတာပေါ့ဒီအရေကိုတောက်လိုက်တဲ့ခါမှာတလိษံလေးရဒီလိုဖြစ်ပါတယ်မုတ်ဆိုးကြီးကလည်းပဲသူလည်းမြေးကြည့်အောင်ပဲဆိုပြီးတစ်ပင်ပေါ်တက်လို့မြေးကြည့်လိုက်တဲ့ခါမှာအဲရတာကဘာနဲ့မှမတူဘူးတဲ့ဗိုက်ထစ်ကိုပူချိန်ပြီးတော့မှဝင်သွားတယ်ပေါ့သူကလည်းတောက်ရင်တောက်ရင်သဘောကျသွားတယ်နောက်ရက်ကစားပြီးတော့မုတ်ဆိုးမုတ်ဆိုးကြီးဟာတားကောက်မဖြစ်တော့ပါဘူးအဲ့ဒီတစ်ပင်အောက်မှာပဲသူကဇိန်ကြကြထိုင်းပြီးတော့ပင်ပေါ်ကကြလာတဲ့အဲ ငက်တွေကြွက်တွေရှင့်နေဒါတွေကိုတတ်ဖြတ်ပြီးတော့အနည်းလုပ်ပြီးတော့ဟောဒါလေးနဲ့မြေးလိုက်တောက်လိုက်မြေးလိုက်တောက်လိုက်နဲ့စိန်ကြနေပါတယ်။ငါတယောက်တည်းစိန်ကြနေလို့မဖြစ်ဘူး။ငါရဲ့ဆရာဖြစ်တဲ့ဘုရုဏရဲ့တိကိုလည်းငါဒီအရေးသွားကပ်ဦးမှာပဲဆိုပြီးရဲ့တိကို သွားကပ်ပါတယ်။ရဲ့တိကလည်းပဲဆက်စားချင်းဆိုတော့ဗျာရှာတာတာနဲ့သူမတောက်နိုင်ဘူးထွတ်ထွတ်တောက်တယ်။အဲဒီတော့မှမဟုတ်ဆိုးကြီးကပြောတယ်။ရှင်ရဲ့တိတဲ့ ပူစိမ့်မှုလို့ချင်ပါတယ်တဲ့အဲအတန်ကြာတောက်တဲ့ခါမှာတော့ကြိုက်သွားပါလိမ့်မယ်ပေါ့။ဒါနဲ့တောက်ရင်တောက်ရင်နဲ့သဘောကျသွားတာပေါ့ဗျာနော်။သဘောကျသွားတော့အဲယတိကြီးရောဝရုဏယတိရောမုဆိုးရောသဘောကျပြီးတော့မှနေ့စဉ်နေတိုင်းတောက်ကြပါလေ။အားတို့ကြီးတောက်နေလို့မဖြစ်ဘူးတဲ့။အဲငါတို့ရှင်ဘီရင်ကိုသွားဆက်တာကြအောင်စိုးပေါ့။ရှင်ဘီရင်ကိုလည်းသွားဆက်တာပါလေ။ရှင်ဘီရင်လည်းတောက်လိုက်ကြတာဗျာ။မင်းနဲ့ပြည်သူအကုန်လုံးစင်ရဲမွဲတေသွားပါလေ။ အကုန်လုံးကအယက်သမားကြီးဖြစ်သွားတယ်ပေါ့ဒါနဲ့နောက်တနေရာထပ်ပြောင်းဘာရဏသီမြို့ကိုရောက်လာပါတယ်ဘာရဏသီရှင်ဘီယုံကားလိုက်တော့လည်းပဲတောက်လိုက်ကြတာသူတို့လည်းပဲမင်းနဲ့ပြည်သူစင်ရဲမွဲတည်သွားတယ်အဲ့ဒီကနေပြီးတော့မှတာဂီတာမြို့ကိုရောက်လာတယ်တာဂီတာမြို့ကရှင်ဘီယုံကတော့လည်းပဲသူလည်းသဘောတည်းကြားပြီးတော့အဲတော်တွေကအယက်တွေယူခိုင်းအခတ်တောက်လိုက်ကြတာအကုန်လုံးစင်ရဲမွဲတည်သွားတယ်ပေါ့အဲ့ဒီကနေပြီးတော့သာဝတိ မြို့ကိုရောက်လာတယ်။တဝတိဘယင်ကိုတဝတိရှင်ဘယင်ကြီးကိုလည်းကပ်လိုက်ပါတယ်။သူကလည်းသဘောတည်းကြပြီးတော့ဟာဟုတ်ပြီဒီအကြီးကိုချက်ရမနီလန်းကိုမင်းတို့သိသလားအလိုအပ်တဲ့ပစ္စည်းတွေကိုငါစီစဉ်ပေးမယ်ဆိုတော့အဲ့ဒီမှာတစ်ခေါက်တွေတင်းမြစ်တွေအဲတလေးစပားတွေမုံမြက်တွေစသဖြင့်လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးကိုစီစဉ်ပေးပါတယ်စီစဉ်ပြီးတော့ဒီအဲရက်သေးနဲ့ဒေသူရာမိုးဆိုးတို့ကလည်းပဲဟလာအာဒီရက်တွေကိုချက် ချက်လိုက်ကြတာအိုကြီးအိုးငယ်နဲ့ပေါ့ချက်လိုက်ကြတော့ကြွက်တွေလာတော့မှဆိုလို့တဲ့အဲဘေးနားမှာကြောက်လေးကိုကျိုးချီပြီးတော့မှလွတ်ထားတယ်အဲ့ဒီချက်လိုက်တဲ့အိုးကနေရှံကျလာတဲ့အကြီးတွေကိုဒီကြောင်တွေတောက်မိတဲ့အခါမှာအကြောင်တွေကလည်းမူးပြီးတော့မှအိပ်ပျော်သွားတာပေါ့အဲ့ဒါကိုမြင်တဲ့ဘေးနားမှာစောင့်ကြနေတဲ့စစ်သည်တွေဟာဟာဒါဟာငါတို့ကိုတတ်မဲ့အစိတ်တွေပဲဖြစ်လိမ့်မယ်အရှင်ဘုရင်ကိုတော်တော်ဦးတင်လေဦးမှာဆိုတော့ရှင်ဘုရင်ကို တတော်ဦးတင်လိုက်တဲ့အခါမှာရှင်ဘရင်ကအမျက်ထွက်ပြီးတော့အဲ့ဒီသူရာမုတ်ဆိုးနဲ့ဝရုဏရတိကိုတတ်စီဆိုတဲ့အမည်ကိုချလိုက်ပါတယ်ဒီသူရာမုတ်ဆိုးနဲ့ဝရုဏရတိကိုတတ်ပြီးတဲ့နောက်မှာဒီကြောင်ကြီးကနှိုးထလာပြန်တယ်ဟာဒီအကြီးကအစိုက်တော့မဖြစ်နိုင်ဘူးအယမ်းချုံပြင်းတဲ့အကြီးဖြစ်လိမ့်မယ်ဆိုပြီးတော့အဲ့ဒီမှာဗျာအာဒီအကြီးကိုတောက်ကြမယ်ဆိုပြီးတော့ မန္တတေထိုရာဇမတေကာရာဇပလင်နေစီစဉ်ပြီးတော့မှအမိန်စာအညိန်စာတောက်မဲလို့စီတင်ကြပါတယ်။အဲ့ဒီချိန်မှာတရားမင်းကြီးကဒီချင်းရာကိုမြန်သွားတယ်။ဟာဒီလူတွေဒါတွေတောက်ရင်တော့အရင်အရင်တိုင်းပြည်တွေလိုဆင်းရဲမွဲတီတော့မှာပဲငါသွားပြီးတော့အရက်ရောင်းနေအောင်မှာပဲဆိုပြီးအဲအရက်အိုးလေးကိုဆွဲပုံနှံ့အောင်ဆောင်းပြီးတော့မှာအဲ့ဒီရတိထံအဲအဲ့ဒီရှင်ဘယံထံကို လာပြီးတော့မှာရောင်းပါတယ်တဲ့ ။ဗကြမင်းအရေးရောက်တာကိုတော့နောက်ဒုတိယပိုင်းမှာဆက်ပြီးတော့မှပြောပါမယ်။အားကောင်းပေးကြတဲ့သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။